င်းပြီဆိုရင်အဲ့စကားကိုမနက်ပြောရင်ပြောပါရင်ကြောက်တယ်ဗျာမနက်စီကိုလို့ပြောမှာဆိုတော့လေအဲ့ဒါမှအမအားပေးရဟိုငါလေးဘာမှမဖြစ်ဘူးပြောတာပြောမှအာမနာနေပေါ့ဆိုတော့ဟိုတော်တော်လေးဘယ်လိုပြောရမလဲစင်ပြေသွားခဲ့ပါတယ်အဓိကဗလဲတကယ်ဟိုပထမဦးဆုံးပေါ့နော်ဟိုဘယ်လိုပြောရမလဲရိုက်ကူးခွင့်ရတဲ့ character လေးဆိုပြီးတော့ဒီဇက်ကိုမရိုက်နိုင်ဘူး တယ်เนาะ stress တွေလည်းများတော့ချင်းအများနှလုံးသားမိရဲ့ထိန်းချုံမှုအောက်မှာမနေနိုင်တော့ဘူးလေကျွန်တော်လည်းအဲ့ကြော်ညာလေးကြည့်လိုက်ရတယ်ပေါ့နော်ကျွန်တော်ဆိုင်တုံးကကျတော့ကျွန်တော်တို့ကဟိုဒီလိုအဲ့လောက်ဒီဒီမထားလိုက်မိဘူးပေါ့နော်အဲကြောကြောထွက်တဲ့အချိန်ကျတော့နည်းနည်းလေးကြမ်းနေပေါ့နော်ဟာကြမ်းနေအဲဒီကားလေးကအဲ့လိုကျွန်တော်ကအိမ်အောင်ကြီးကားကြီးရိုက်တာတော်တော်နည်းတယ်ပေါ့ လက်ချိုးကြီးလိုတော့ရပါတယ်ဒီကားလေးဆိုလည်းဒါကျွန်တော်တော်တော်မမရရလေးဖြစ်နေမယ်ဒါအိမ်တော်ရေးဇက်ကားလေးပေါ့အဲဒီကားဒါအိမ်တော်ရေးဇက်ကားလေးပေါ့တော့ဒီကားမှာမမရဆိုရင်ကျွန်တော်ဒါမလေးထုံးပလေးနဲ့ရောမလေးနေကြည့်ဦးနဲ့ရောဒါပေမဲ့အစိုးအဲလိုစုံမှုတဲ့ဇာကားပေါ့ဟုတ်ကဲ့ပါဒီကဘလဲဒ ရဲ့ဟိုပထမဦးဆုံးပေါ့နော်ဟိုဘယ်လိုပြောလဲရိုက်ကူးဝီခွင့်ရတဲ့ character လေးဆိုတော့လေးကြာပြီတကယ်ဘဝမှာဘယ်တော့မှမေးနိုင်တဲ့ character တွေမမှတ်ရတဲ့တကယ်ပထမဆုံးခဲ့ရတာ trust me อ no? ่ะเนาะแล้วก็คุยกันได้ยะมั้ยคุยแม่สู่แล้วก็เยอะๆด่าโหเดี๋ยวโหลูไรตีเลยพี่แล้วกูเนี่ยสีเลยสรุปโหจောက်แล้วจောက်เลยพี่แล้วดีสักกูไม่ย้ายไหนมาส တော့ stress တွေအများဒါပေမဲ့ဟိုအဆင်ပြေခဲ့ပါတယ်ဘာဖြစ်လို့ဆိုကိုကြီးတို့ဆိုရင်အရင်ကလက်တွဲခေါ်ရတယ်ဘယ်လဲအဲ့လိုမတိတဲ့ဟာတွေတင်ပေးရဒါကိုကြီးဆိုလည်းအများကြီးတင်ပေးရမနည်းရှိဆိုလည်းတင်ပေးရပြီးတော့ဥစ္စာပေါ့နော်ဥစ္စာလည်းအထူးသဖြင့်ပေါ့နော်ညမ်းတင်ပေးအဓိကဟိုအငယ်ဆိုပေမဲ့အဲ့တော့အကုန်လုံးက welcome လုပ်ပြီးတော့လက်တွဲခေါ်တော့လေဟို stress ကတော့ဝက်လောက်တက်တာပါအဲဒီကားလေးကအဲ့လိုကျွန်တော်ကအိမ်အောင်ကြီးကားကြီးရိုက်တာတော်တော်နည်းတယ်ပေါ့ လက်ချိုးကြီးလိုတော့ရပါတယ်ဒီကားလေးဆိုလည်းဒါကျွန်တော်တော်တော်မမရရလေးဖြစ်နေမယ်ဒါအိမ်တော်ရေးဇက်ကားလေးပေါ့ဒီကားလေးကအဲအဲ့လိုအဲ့လိုပြောအောင်သပုံစံတစ်မျိုးလေးပေါ့ဒီတော့အဲ့လိုဒီမှာရှိတယ်ကလေးရှိတယ်အဲအဲ့ကြားထဲမှာလို့ဖြစ်ပြသွားတာလေးတွေပေါ့ဟုတ်ကျွန်တော်လည်းဒီကားကိုလုံးဝမကြည့်ရသေးဘူးအခုဆိုလည်းရမ်းကြည့်နေတာပေါ့ဟုတ်ကဲ့ကျွန်တော်တန်းမခွဲနိုင်ဘူးများရဲ့ကျွန်တော်တန်းမခွဲနိုင်ဘူး ီကမှအဓိက main ဆိုလို့ရှိရင်ဒါလေးယောက်ပေါ့နော်ဒီလိုပဲပြောရမှာပေါ့အဲဒါ play ဆိုလို့ရှိရင်လည်းသူကအင်ရှင်မတကယ်ပညာတအေးအေးချမ်းချမ်းလေးနေထိုင်ရတဲ့လူပေါ့အဲသူကလည်းပုံကအဲကျွန်တော်ကတော့ဆရာဝန်အဲညီတို့ခေါင်းကကြတော့အဲလိုဒါပလဲနဲ့အဲသူကဆရာဝန်ပဲအဲအဲလိုလေးပွဲဇာဇကားပေါ့နော်အဲ့ဒီမှာမှ အကုန်လုံးကကိုယ်ကာရီတာလိုရတဲ့ပုံမင်းနေကြည့်ဦးဆိုလို့ရှိရင်လည်းသူကလိုရတဲ့ကာရီတာကြောင့်သူကနည်းနည်းအတွက်အဲလိုဒီဘက်ကအဲအဲလိုပုံစံလေးပေါ့နော်အဲအဲလိုကာရီတာတယောက်တစ်မျိုးစီပေါ့မတူကြပါဘူးဒါအဲ့မှာတော့အကုန်လုံးကိုယ်ကာရီတာကိုအကောင်းဆုံးတိကျဆုံးတော့ကြတော့စင်ချုံမှုအောင်မှာမနေနိုင်တော့ကျွန်တော်လည်းအဲ့ကြော်ညာလေးကြည့်လိုက်ရတယ်ပေါ့နော်ဆိုင်တုံးကကျတော့ကျွန်တော်တို့ကဟိုဒီလိုအဲ့လို တိတ်သတိမထားလိုက်မိဘူးပေါ့နော်အဲကြောကြောထွက်တဲ့အချိန်ကျတော့နည်းနည်းလေးကြမ်းတယ်ပေါ့နော်ဟာကြမ်းတယ်ဟေးသကားအမှန်တရားပြောပါရင်ကြောက်တယ်ဗလဲအမနဲ့ချီကိုလို့ပြောမှာဆိုတော့လေအဲဒါမှအမအားပေးရဟိုငါလေးဘာမှမဖြစ်ဘူးပြောတာပြောမှအားမနာနေပါဘူးဆိုတော့ဟို တော်တော်လေးဘယ်လိုပြောရမလဲအဆင်ပြေသွားခဲ့ပါတယ်။ကြောက်ကြောက်နဲ့ပြောလိုက်တာ။ကြောက်ကြောက်နဲ့ပြောလိုက်တာ။ဟိုအဲ့ဟိုဘာပေါ့သူတို့ script တွေဟိုဘာ dialogue ချနေတဲ့အချိန်မှာတော်တော်ပြောစီနေတဲ့အချိန်မှာတော့ဘာမပြောရဲကြောက်တယ်နေကြည့်လို့ပြောမှာဆိုတော့လေအမေအဆင်ပြေပါရဲ့အမပြောတာပြောဆိုတော့အဆင်ပြေပါပါ။အထွေထွေကမတင်ပြရပါဘူးခင်ဗျာ။အဓိကတော့ ဆင်းရဲမှာကျတော့ဥစ္စာရှိရလေဟိုနိုင်တာရှိတော့ဥစ္စာပဲဒါလိုအပ်တာလေးအကုန်လုံးပြတ်ပြတ်လာပါဘူး။ဒါပေမဲ့အိဟန်စိတ်ရှိပေးပါရဲ့။လဲဆိုမှားတယ်ခဏခဏဒါပေမဲ့ကိုကြီးကလုံးဝညုံညင်ဆိုတော့လေဟိုခဏခဏမှားတစ်ဖက်လူကဘယ်လဲခဏခဏမှားနေကြာအဲ့တော့မသိဘူးပေါ့နော်။နောက်ပိုင်းသိရတယ်။ကိုမှားခဏခဏမှားရင်တစ်ဖက်လူကလုံးဝခက်တယ်။ အမေရောတကယ်တကယ်ကျေးဇူးတင်ပါတယ်။တော့ဟိုကတိတ်အဲ့လိုဟိုကမကြိုက်တာလည်းပါပါလို့ပဲဖြစ်မှာပါ။ဟိုအရင်တော့ကလည်းအဲ့လိုကြိုက်ဖို့ကမ်းလှမ်းတာလေးတော့ရှိတယ်။ဒါပေမဲ့တော့တိတ်မရိုက်ဖြစ်ဘူး။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အဲ့လိုကြိုက်ဖြစ်တယ်။အဲဒါနဲ့ဆိုတော့ကြောက်ရိုက်တာ၃-၅လောက်တော့ရှိပြီပေါ့နော်။အဲဒီကားကတော့ဒါအိမ်တော်ကြီးကားအနေနဲ့ပထမဆုံးဇုံမော်ရောက်လာမယ့်ကားလို့ပဲပြောချင်ပါတယ်။အဲ့လိုရတော့မဟုတ်ပါဘူး။အဲ့လိုအဲ့လိုပေါ့ ဒါပေမဲ့ကျွန်တော်မကြိုက်တဲ့ကားရကြရတယ်အဲ့ပြိသက်ကြိုက်တာများတယ်ပြိသက်နဲ့တက်ကလေးကြားအဲ့လိုအဲ့လိုပေါ့တော့ဒီကားဆိုလို့ရှိရင်အထူးသဖြင့်ကျွန်တော်ထင်တယ် main ကလေးတွေကိုကြိုက်လိမ့်မယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့အကြခင်ရုံတင်ပြတာတော့မှာပေါ့နော်ဒါကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားထားပါတယ်ဘယ်လိုရင်းညကြမလဲဆိုတာဒါပါရောအပေးပါလို့ပဲပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟို21ရက်နေ့ဒါရုံတင်မှာပေါ့နော်ဆိုတော့ဟိုအပေးကြပါဦးပြည်သက်တွေဟိုရင်းနေရောက်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ 谢谢。